ဝေးကနေပဲဂယူးဆိုင်နေရတဲ့အခါ LDRS လို့ခေါ်တဲ့အနေဝေးတဲ့ချစ်သူတွေတော့ဒီခံစားချက်ကိုကောင်းကောင်းသိကြလိမ့်မယ်။ကိုလိုအပ်နေခြင်းသူကအနားမှာမရှိလို့ခံစားရတတ်တယ်လို့သူလိုအပ်နေခြင်းကိုကဘာမှမလုပ်ပေးနိုင်တဲ့ခံစားချက်ကလည်းအတော်ဆိုးတယ်။ဒီကာလမှာတော့ချစ်သူတွေမှမဟုတ်ဘူး။အနေဝေးနေကြတဲ့ကွဲကွာနေကြတဲ့ အထူးရှိပေးဖို့မလွယ်ကူတဲ့သူတွေမျောင်များစွာရှိလာတယ်။အထဲရောက်သွားသူနဲ့လွတ်မြောက်နေတဲ့သူ၊ရှေ့တန်းထွက်သွားသူနဲ့နောက်တန်းကျန်ခဲ့သူ၊ပြည်တွင်းကနေထွက်မရသူနဲ့ပြည်ပကနေပြန်လာမရတဲ့သူစသဖြင့်ပေါ့။မိသားစုတွေဖြစ်ရင်လည်းဖြစ်မယ်၊ညီကိုမောင်နှမတငယ်ချင်းရဲဘော်ရဲဘက်တွေလည်းဖြစ်နိုင်တယ်။နှစ်ပတ်စလုံးမှာတော့ ခံစားချက်တွေပေါင်းစုံရှိနေလိမ့်မယ်လို့ထင်ပါတယ်။မိတ်ဆွေတယောက်ရှိရယ်။သူကကြာပြီ2021ခုနှစ်လောက်ကလေးကအထဲရောက်နေတာ။သူ့မျိုးသမီးနဲ့ကွဲလိုက်ကြပြီဆိုတဲ့သတင်းလည်းကြားတယ်။တိတ်ချစ်ကြတဲ့သူတွေမို့ဘလို့တွေခံစားနေရမလဲတွေးကြည့်လို့တော့မရဘူး။ကိုကြောင့်ကိုချစ်တဲ့သူကို အထိတ်မကုံစေချင်တော့တဲ့စိတ်အနာဂတ်တစ်ကိုစတင်စေချင်တဲ့စိတ်တစ်ဖက်ကလည်း လက်လွတ်လိုက်ရလို့ဖြစ်မဲ့ပူဆွေးမှုစုံနေအောင်ခံစားနေရရှာမှာပဲကိုရိုင်းကတော့လွတ်မြောက်နေတဲ့သူနောက်ကနေပံပိုးပေးရတဲ့သူပြန်လာမရတဲ့သူအဲ့ဒီအုပ်စုရဲ့အကျုံးဝင်နေတာမို့ကျွန်တော်တို့မှာဖြစ်တတ်တဲ့ခံစားချက်လေးတခုကိုရေးပြလိုပါတယ်အဲ့ဒါပါလဲဆိုတော့အဝေးကနေပဲဂယုစိုက်နေရတဲ့အဖြစ်ကို စိုက်ပြက်ညီးဝေးလာကြတာပဲခုခုကလည်းမကြိုက်တော့သလို့ ခြေနေကိုလည်းအားမရတော့ဘူးဒီလိုနဲ့နှုတ်ဆက်လာတယ်ဝမ်းနေစရာသတင်းတစ်ခုခုကြားရင်စကလုံးတွေရောခန်းစားချက်တွေပါပျောက်ရှာလာတယ်ตาเจ้าမာเจ้าတောင်းမမေးကျင်တော့တဲ့အခြေဖြစ်လာတယ်တစ်ဖက်ကကြလဲသတင်းတော်မေးဖို့မရဘူးစကားနဲ့တောင်အားပေးဖို့မရဘူးလို့ထင်ကျင်ထင်လိုက်မယ်တကယ်ကမဟုတ်ဘူးကိုကိုကိုတအားစိတ်ပြက်လာတာနေမကောင်းဖြစ်တယ်ဆို စေးတီချတောင်းနော်စေးကမ်းပြပေးပြီလားဒီလူတွေပြောတာမေးတာခရူးဆိုင်တာကတစ်ခါကောင်းတယ်နှစ်ခါကောင်းတယ်ခဏခဏကြတော့တစ်ဖက်လူကနားလဲပါတယ်ဆိုတော့ကိုကမပြောချင်တော့ဘူးအပြစ်ရှိတယ်လို့တောင်းဝန်မကျေတယ်လို့ခံစားလာရတယ်ကို့ရဲဘော်ရဲဘက်တွေရဲ့စိတ်မကောင်းစရာတဲ့င်းတွေကိုကြားရတိုင်းလဲအဝေးကကိုကြီးပေးရောအပြင်ဘာမှလုပ်မပေးနိုင်အတူမရှိပေးနိုင် အဲ့ဒီထက်တဆင်ထက်တက်ရရင်ကိုချစ်တဲ့သူတယောက်ရဲ့နောက်ဆုံးအခိုက်တက်မှာတောင်ရှင့်နေမပေးနိုင်တဲ့ကိစ္စပဲကိုယ်တိုင်မကြုံဘူးသေးပေမဲ့ခံစားကြည့်လို့ရတယ်အလောက်မုန်းကျက်ပြီးယူကျုံမရဖြစ်ရမလဲဆိုတာအဖေကသင်းမောတာဆိုတော့သူ့မိဆုံးတဲ့အချိန်ညီမလေးဆုံးတဲ့အချိန်တွေမှာသင်းမောပေါ်ရောက်နေတာအခုခေတ်လို့လဲဆိုရှယ်မီဒီယာတွေမရှိသေးဘူးဗီဒီယိုကောလဲခေါ်လို့မရတော့ ဖုန်းနဲ့ပြောတဲ့သတင်းတော့ပဲသိခဲ့ရတယ်။အဲ့ဒီတုန်းကတော့အဖေခံစားချက်ကိုဒီလောက်နားမလည်သေးဘူး။ခုကြမှာပဲပိုပြီးစာနာနိုင်လာတယ်ပြောရမယ်။ပုံမှန်ဆိုကိုဗစ်ရင်ပြီးပြုစုလို့ရတယ်။သူ့ရဲ့နောက်ဆုံးခရီးအတွက်ပြင်ဆင်ပေးလို့ရတယ်။မိတကြုံဆက်တဲ့မထည့်ခင်အထိဖတ်ငိုလို့ရတယ်။ဒါတွေကကိုရဲ့ပူဆွေးမှုကိုဖြေပြောက်တဲ့သဘောပါတယ်လို့ကို့မှာလိုအပ်ချက်မရှိလိုက်ဘူး။ လိုလေသေးမရှိအကုန်လှုပ်ပေးလိုက်နိုင်တယ်ဆိုတဲ့ခံစားချက်ကိုလည်းရစေတယ်။ဆုံးပါသွားလို့ဝမ်းနဲ့ရတာချင်းအတူတူနောင်တတော့နေသေးတယ်ပေါ့။တခါရေးမှုတလို့ပြောရရင်ပူဆွေးမှုဆိုတဲ့မြားတစ်စင်းပဲစုတယ်။နောင်တဆိုတဲ့မြားမစုဘူး။အခုလိုအဝေးရောက်နေတဲ့အခါကျတော့ပူဆွေးမှုဆိုတဲ့မြားပြင်နောင်တအပြည့်ရှိတယ်လို့ဖြစ်တဲ့ခံစားချက်ကိုကိုကိုအားမလို့အားမရဖြစ်မှု။ အခြေအနေကိုစိတ်ပြက်မှုဒီအခြေအနေတွေဖြစ်လာအောင် လုပ်တဲ့သူတွေပေါ်မုန်းတီးမှုနောက်လက်သက်မခံနိုင်မှုဒေါသစတဲ့ညားတွေပါထက်ခါထက်ခါစူပြီးပြိုလဲကြရတယ်အစိုးရကအစိုးဆုံးခံစားချက်ကတော့ဒီလိုကိုချစ်တဲ့သူစုံပါရတာမှာကိုကြောင့်လို့လို့ဖြစ်ခဲ့ရတာပါပဲကိုလာရှာတာမတွေ့လို့မိဘကိုဒုက္ခပေးရင်ကိုမိဘစုံပါသွားရတာ မိဘတွေပါရှောင်ရင်တင်ရင်ကျမရေးထိခိုက်ပြီးဆုံးရတာကို့ရွေးချယ်မှုကြောင့်မွေကြီးအဆင်မပြေတော့လို့စစ်ကူကစရိတ်တောင်မထောက်ပံ့ပေးတော့တဲ့အတွက်ပေသွားရတာဒီလိုဥပမာတွေပေါ့ကာယကံရှင်ကတော့အပြစ်မမြင်ဘူးတကယ်စစ်မြစ်တရခံကဘာလုပ်လဲဆိုတာလည်းသိကြတာပဲဒါပေမဲ့ကို့ချောင်းဆိုတဲ့ခံစားချက်ကလည်းဖြောက်လို့ကိုမရနိုင်ဘူးကိုကိုကိုခွင့်မလွတ်နိုင်ဘူး တည်တဲ့အထိပျောက်ဖို့ခတ်တဲ့ဒဏ်ရာတွေဖြစ်ပါတယ်။အချင်းဆိုတဲ့တမားတော်တောင်လက်မြောက်ရတဲ့နာကျင်မှုတွေပေါ့။ပုံမှန်အားဖြင့်တော့စောင်းပါးတွေရေးရင်ပြဿနာကိုအရင်ဖော်ပြတယ်။ပြီးရင်ဖြည့်ရှင်းနည်းနဲ့အဆုံးသတ်လေးရှိတယ်။ဒီတပုတ်မှာတော့ကိုယ်တိုင်တောင်ဘလို့ဖြည့်ရှင်းရမယ်တကယ်မသိပါဘူး။တေကွဲကွဲတာအထိ မကြုံဘူးသေးတဲ့သူတွေဆိုလဲပြမစုံနိုင်မချင်း ကျန်းကျန်းမာမာရှိနေပေးပါဆိုတဲ့ဆူတောင်းယုံအပြင်ကိုလည်းတနေ့ကြုံရလာနိုင်တာမို့စိတ်ကိုကြိုပြင်ဆင်ထားရုံအပြင်ဘာတက်နိုင်မှာမို့လို့လဲအဓိကကဒီလိုချိန်နေမှာရှိနေရတဲ့သူတွေရဲ့ခံစားချက်ကိုထိန်ဟပ်ပြရုံမှာတခါတလေမှာတိတ်ဆိတ်သွားတာဟာဂယုမဆိုင်ချင်တော့လို့လက်လွတ်လိုက်တာဟာမချစ်တော့လို့ตาเจ้ามาเจ้าတောင်မမေးတော့တာဟာ ဲမာလွန်လို့မဟုတ်ဘူးဆိုတာလေတတိထားမိကြရင်ပဲလုံလောက်ပါပြီဒေါက်တာဖြူတီဟာ28ရက်2025